်မင်္ဂလာပါရှင် level တန်ရဲ့မေလ30ရက်နေ့ညပိုင်းသတင်းတိုင်းထွန်းမှုစီစဉ်စတင်ပါတော့မယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ငလီပေးတဲ့ပြည်သူများအတွက်ဒုတိယကြိမ်အလွန်ငွေပေးအပ်လှူဒဲ့ပွဲကျင်းပခဲ့ပြီးအလူရှိများက7.33.53ဘီလီယံနဲ့ American Dollar 2.3တန်းကျော်လှူဒန်းခဲ့တဲ့သတင်းဝါခင်မမျိုးနယ်တစမဟာသီရိဖျားကြီးလက်ကံမှာရေစင်းကူရမှလူတအူရေနှစ်သေဆုံးမှုဖြစ်ပွားတဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြမှုများနေ့စဉ်ဖြစ်ပွားတဲ့တွင်ထိုင်းနိုင်ငံမှာခုနှစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ6,800ကျော်ရှိလာတဲ့တွင်အသက်40အထိဘောလုံးကစားနိုင်ကြောင်းဆလာပြောကြားတဲ့တွင်အစားရှိတဲ့များကိုတင်ဆက်ပြီးတော့မှာပါဦးဇုံတဲ့တဲ့ပုံအနေနဲ့ငလင်ပေးတဲ့ပြည်သူများအတွက်ဒုတိယကြိမ်အလှူငွေပေးအပ်လှူဒန်းပွဲကျင်းပခဲ့ပြီးအလှူရှင်များက ကျပ်131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2.3တန်းကျော်လှူဒန်းခဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ငလင်ပေးတဲ့ပြည်သူတွေအတွက်ဒုတိယအကြိမ်အလှငွေပေးအပ်လှူဒန်းပွဲကိုနေပြည်တော်မှာကျင်းပခဲ့ပြီးအလှရှင်တွေကကျပ်131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2.3တန်းကျော်လှူဒန်းခဲ့တယ်လို့သိရပါတယ်။မန္တလေးငလင်ကြီးကြောင့်ဖေးတန်တင်ခဲ့ရတဲ့ပြည်သူတွေကိုကုညီထောက်ပံ့နိုင်မှုနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအတွက် စေတနာရှင်အလူရှင်တွေရဲ့ဒုတိယအကြိမ်မြောက်အလူငွေပေးရလူရမ်းွဲကိုမေ29ရက်မိုးလယ်ပိုင်းကနေပြည်တော်မှာရှိတဲ့ဘရင်တော်ရိတ်သားဧကမဆောင်မှာကျင်းပခဲ့ပြီးနာဆာကဥက္ကဋ္ဌတက်ရောက်မှာစကားပြောကြပြီးအလူငွေလက်ခံခဲ့ပါတယ်။အခမ်းအနားအစီအစဉ်အရမဒလင်းငလင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့်တည်ဆုံခဲ့ရတဲ့ပြည်သူတွေအတွက်ဝန်ထမ်းကြောင်းအထိမ်းအမှတ်အဖြစ်နာဆာကဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေပြည်ရင်းပြည်ပကစေတနာရှင်အလူရှင်တွေအခမ်းအနားတက်ရောက်လာတဲ့တွေဟာတမနစ်ငြိမ်သက်စွာရပ်တန့်ခဲ့ပါတယ်။ မလ28ရက်မှာဖြစ်ပွားခဲ့တဲ့မြင်းကလင်းကြီးကြောင့်နေပြည်တော်ပါဝင်တိုင်းဒေသကြီးပြည်နယ်10ခုမှာထိခိုက်မှုရှိခဲ့ပြီး6ခုမှာငလင်းတံကိုပြင်းထန်စွာခံစားခဲ့ကြရကြောင်းအခုလိုဘေးဒုက္ခကြုံတွေ့နေရတဲ့ပြည်သူတွေအတွက်စေတနာရှင်တွေကအလှငွေတွေပေးရလှူဒန်းကြတဲ့အတွက်ဒီနေ့အခမ်းအနားဟာမင်္ဂလာရှိတဲ့အခမ်းအနားဖြစ်ကြောင်းနာဆာကောက်ကထာကပြောပါရယ် ငလင်ပေးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ဒိုင်းဒေသကြီးပြည်နယ်တွေမှာအရေးပေါ်ရှောင်ဖွေခဲ့စေရင်အရေးပေါ်ထောက်ပံ့ကူညီရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီးအခုအချိန်မှာအပြည့်အစည်တွေရှင်းလင်းရင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဒီဇိုင်းမမတ်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းအခုလိုငလင်တန်ကြောင့်တနင်္ဂနွေလုံးမှာရှိတဲ့ပြည်သူတွေစိတ်ထိခိုက်ခံစားနေရတဲ့အပြင်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက်တည်ငြိမ်အေးချမ်းမှုကိုလိုအပ်တာကြောင့် တက်မတော်အနေနဲ့ဧပြီလ၂ရက်ကစပြီးအခုမေလကုန်အထိယာယီပြက်ခတ်တိုက်ခိုက်မှုရင်ဆိုင်ရေးကာလသတ်မှတ်ထုတ်ပြန်ထားကြောင်းနာဆာကဥက္ကဋ္ဌကပြောပါရယ်။ဒါကြောင့်နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သက်ဆိုင်သူတွေအနေနဲ့လည်းယာယီအဖြစ်အပြက်ခတ်ရင်ဆိုင်ထားတဲ့အပေါ်အလေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ပေးဖို့တိုက်တွန်းလိုကြောင်းပြည်내ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်းလက်ရှိကြုံတွေ့နေရတဲ့ဘေးအန္တရာယ်တွေအပြင် နောင်ဖြစ်လာနိုင်ခြင်းရှိတဲ့ဘေးအနီးအရေအတွက်ပါကြိုတင်ထည့်သွင်းစဉ်းစားပြီးတမတ်စံချိန်စံညွှန်းတွေနဲ့အညီအနာဂတ်အတွက်တည်ထက်ခိုင်မြဲအောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၎င်းကပြောပါရယ်နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့ဝါခေမမျိုးနေတက်ကြမဟာသီရိဖျားကြီးလိတ်ကံမှာရေစင်းကူရပါလူတအုပ်ရင်းနှစ်သေဆုံးမှုဖြစ်ပေါ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေရရန်ဒေတာကြီးဝါခေမမျိုးနေစည်ရေကုံရက်ကွက်တက်ကြမဟာသီရိဖျားကြီးလိတ်ကံမှာရေစင်းကူရကနေလူတအုပ်ရင်းနှစ်သေဆုံးမှုဖြစ်ပေါ်ခဲ့လို့သိရပါဗျ။ မေလ29ရက်နေ့ည8:00နာရီခန့်ကဝါခင်မမြို့နယ်တက်ကြမဟာသီရိဘုရားကြီးလက်ကံမှာရင်းစင်း900ခန့်လူတအုပ်ရင်းနဲ့တင်ဆောင်မှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်ဝါခင်မမြို့နယ်မိသက်စခန်းကအုပ်ချုပ်မှုရင်းတစဉ်တန်တီမိသက်တပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်အဲ့နောက်ည၈နာရီ15မိနစ်အချိန်မှာအမျိုးသားတအုပ်ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးဘတ်ဆောင်စုစုပေါင်းကွန်ရက်လူနာတင်ရင်နဲ့မြို့နယ်ပြည်သူစင်းရုံကိုပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံ မိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်ဆလဘီဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြမှုများနေစဉ်ဖြစ်ပွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြမှုတွေနေစဉ်ရက်ဆက်ဖြစ်ပွားနေပြီးနိုင်ငံရေးမတည်မငြိမ်ဖြစ်နေရလို့ AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က ဝင်ကြီးချုပ်ရှိဟာစီနာရဲ့အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့တဲ့စုပိုအောင်ကြွမှုတွေအပြင်နိုင်ငံရေးပါတီတွေဟာအာဏာရရှိရေးအတွက်ပြိုင်ဆိုင်နေကြချိန်မှာဒါကာမျိုးတွေရဲ့လမ်းတွေပေါ်မှာဆန္ဒပြမှုတွေဟာနိုင်စင်အလုပ်တစ်ခုလိုမျိုးဖြစ်ပွားလာခဲ့တာပါ2024ခုနှစ်ကရာရိုကနေဖြုတ်ချခံခဲ့ရတဲ့ဟာစီနာဟာအိန္ဒိယကိုထွက်ပြေးတင်းရှောင်သွားခဲ့ပြီးကတည်းကလူဦးရေတန်း190ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာနိုင်ငံရေးအကြက်တဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မေ28ရက်ကလည်းလူဦးရေတန်း20ကျော်နေထိုင်တဲ့ဒါကာမြို့တော်မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီဆန္ဒပြမှုတွေဟာပုံမှန်လူမျိုးဖြစ်ပွားလာခဲ့တာဖြစ်ပြီးအစ္စလာမ်ရဲ့ခေါင်းဆောင်တအိုးတင်တန်းကနေလွမြောက်လာမှုကိုထောက်ခံသူတွေနဲ့စန့်ကျင်သူတွေအကြားတံပြန်တပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။ဆလီနှစ်ကြာအကျဉ်းချခံခဲ့ရပြီးတဲ့နောက်ဒီနေ့မနက်ခင်းမှာပဲကျွန်တော်ပြန်လည်လွမြောက်လာခဲ့ပါပြီလို့ဘင်္ဂလားဒေ့ရှ်ရဲ့အဓိကအစ္စလာမစ်ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီခေါင်းဆောင်ဖြစ်တဲ့ Isharu Islam ကပြောပါရတယ်။ လက်ရှိမှာယာယီအစိုးရအဖွဲ့ဟာဖိအားတွေနဲ့ရင်ဆိုင်နေရပြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းနိုင်ငံရေးပါတီတွေကလမ်းတွေပေါ်မှာဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုကြေညာဖို့တောင်းဆိုခဲ့ကြပါတယ်။ယာယီအစိုးရကတော့အာဏာရှင်စနစ်ကိုဟန်တာဖို့စီးလုံးညီညွတ်မှုကိုလိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ကျေပြန့်တဲ့စီးလုံးညီညွတ်မှုဟာအမျိုးသားရေးတည်နေမှုကိုထိန်းသိမ်းဖို့လွတ်လပ်ပြီးတရားမျှတရဲ့ရွေးကောက်ပွဲကိုကျင်းပဖို့ ြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့အာဏာရှင်စနစ်ကိုဟန်တာဖို့မရှိမဖြစ်လိုအပ်ပါတယ်လို့အစိုးရအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။မေ22ရက်ကလည်းဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကောက်ဆောင်မိုဟာမက်ယူနုကနိုင်ငံရေးပါတီတွေရဲ့ထောက်ခံမှုကိုမရရှိပါကယာရုကနေနှုတ်ထွက်မယ်လို့ပြောကြားခဲ့ပါတယ်။အသက်84နှစ်အရွယ်ငြိမ်းချမ်းနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဟာရွေးကောက်ပွဲမပြုလုပ်မီအချိန်အထိယာယီအစိုးရအဖွဲ့ကိုဦးဆောင်မဲ့သူဖြစ်ပါတယ်။ နောက်တဲ့သတင်းတစ်ပုတ်အနေနဲ့ထိုင်းနိုင်ငံမှာ9ရက်တွင်ကိုဗစ် -19 ကူးစက်ခံရသူ68000ကျော်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာမေလ17ရက်နေ့ကနေ24ရက်9ရက်တာကာလအတွင်းကိုဗစ် -19 ကူးစက်ခံရသူ68484ဦးထိရှိလာပြီးကိုဗစ်ကြောင့်သေဆုံးသူ10ဦးရှိတယ်လို့ရောဂါထိချုပ်ရေးဌာန DDC ကထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံမှာကူးစက်ပြန့်နှံ့နေတဲ့မျိုးကွဲဟာ Omicron ထက်ဆင့်မျိုးကွဲ JN1 ဖြစ်ပြီးအခုနှစ်အတွင်းဒီမျိုးကွဲကူးစက်ခံရသူ2,000ဦးရှိပြီးဒီမျိုးကွဲကြောင့်သေဆုံးသူ52ဦးရှိပါတယ်။ဆောက်ခရန်ကာလနောက်ပိုင်းကူးစက်မှုအစိုးဖွဲ့14ခုကိုဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဆောက်ခရန်ကာလနောက်ပိုင်းကိုဗစ်ကြောင့်တည်ဆုံမှုနှုန်းဟာ3.3%ရာခိုင်နှုန်းအထိရောကျခဲ့ပြီးလူနာအများစုဟာတာမန်အလေအလတ်ရောဂါလက္ခဏာတွေကိုသာကြုံတွေ့ခံစားခဲ့ရတယ်လို့ DDC ပြောရေးဆိုခွင့်ရှိသူဒေါက်တာဂျူရန်ဝမ်ဆာဝတ်ကပြောပါရယ်ဒါပေမဲ့2025ခုနှစ်မေ16ရက်ကနေ21ရက်အတွင်းကူးစက်မှုအရေအတွက်အလွန်မြင့်တက်ခဲ့ပြီး2024ခုနှစ်ကာလတူအချိန်ထက်ပိုမိုမြင့်တက်ခဲ့ပါသေး မေ28ရက်ကနေ24ရက်အတွင်းကိုဗစ်90ခံရသူသက်6984ဦးရှိပြီးကိုဗစ်ကြောင့်သေဆုံးသူ8ဦးရှိရလို့သိရပါဗျ။မေ28ရက်အထိအခုနှစ်အတွင်း90ခံရသူအရေအတွက်ဟာ2311918ဝက်အထိမြင့်တက်ခဲ့ပြီးသေဆုံးသူစုစုပေါင်း52ဦးရှိပါဗျ။ဒေါက်တာဂျိုရိုင်းကလူတွေအနေနဲ့သတိနဲ့နေထိုင်သင့်ပေမဲ့အထိတ်တလန့်မဖြစ်ဖို့တော့တိုက်တွန်းထားပါဗျ။ ဗိုင်းရပ်စ်ဟာပြင်းထန်မှုအားနည်းတဲ့ပုံစံတွေကိုသတိပြောင်းနိုင်ပြီးမိုးရသည်နဲ့ဆောင်းရသည်ကာလတွေမှာကူးစက်မှုပုံပုံမြင့်တက်နိုင်ွယ်ရှိတယ်လို့သတိပေးထားပါတယ်။2024ခုနှစ်ဇန်နဝါရီကနေ2025ခုနှစ်မေ6ရက်အထိထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မှုဖြစ်စဉ်တွေရဲ့63.6%ရာခိုင်နှုန်းဟာအိုမီကရွန်ထက်စင်မျိုးကွဲ JN1 ကြောင့်ဖြစ်တယ်လို့စေဘက်ဆိုင်ရာသိပ္ပံဌာနကဆိုပါတယ်။ SEC မျိုးကွဲကူးစက်ခံရမှု3.38ရာခိုင်နှုန်းရောကြလာပြီးစိုးရင်ပွဲတခြားမျိုးကွဲတွေကိုဆက်လက်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်မျိုးကွဲအသစ်တွေဟာရောဂါလက္ခဏာကိုမပြင်းထန်စေပေမဲ့ကူးစက်မှုတွေကိုတော့ပုံမှန်မြန်ဆန်စေတယ်လို့ဆိုပါတယ်အာရှရဲ့နေရာအများပြားမှာ COVID-19 ကူးစက်မှုတွေပြန်လည်ပေါ်ပေါက်လာပြီးအထူးသဖြင့်ဟောင်ကောင်၊စင်ကာပူ၊တရုတ်နဲ့ထိုင်းနိုင်ငံတို့မှာဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ပြင်းထန်လူနာတွေတိတိတသားမြင့်တက်လာတယ်လို့သိရပါဗျာ။ နောက်ဆုံးသတင်းတစ်ပုတ်အနေနဲ့အသက်40အထိဘောလုံးကစားနိုင်ကြောင်းဆာလာပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လီဗာပူးဝါရီတိုက်စစ်ကစားသမားဆာလာကသူ့အနေနဲ့အသက်40အထိဘောလုံးကစားနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အသက်32နှစ်အရွယ်အီဂျစ်လူရေးစင်အသင်းကောင်းဆောင်ဆာလာဟာပြီးခဲ့တဲ့ဧပြီလကမှလီဗာပူးအသင်းနဲ့2028ခုနှစ်အထိတက်တန်တိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။ဒါပေမဲ့ဆာလာကအဲဒီစာချုပ်မှာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးစာချုပ်မဖြစ်နိုင်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဆာလာကကျွန်တော်ကစားနိုင်သေးတယ်လို့ခံစားမိတဲ့အချိန်ထိစက်ကစားနေမှာပါတကယ်လို့ခမည်းအနေနဲ့ကျွန်တော်ကိုဘယ်အချိန်ထိဘောလုံးကစားအုံးမလဲလို့မေးလာခဲ့မယ်ဆိုရင်အသက်39ဒါမှမဟုတ်40အထိကစားအုံးမယ်လို့ကျွန်တော်ပြန်ဖြေမှာပါတကယ်လို့အဲ့ဒီအွယ်မတိုင်ခင်ကျွန်တော်အနေနဲ့ professional ဘောလုံးသမားဘဝကနေအနားယူသင့်ပြီလို့ခံစားရမယ်ဆိုရင်လည်းအနားယူသွားမှာပါကျွန်တော်အနေနဲ့ကစားသမားဘဝမှာအောင်မြင်မှုတွေအများကြီးရပြီးပါပြီလို့ပြောကြခဲ့ပါတယ်။ဆာလာဟာပြီးခဲ့တဲ့2024-25ရာသီကပရီးမီးယားလိ38ပွဲမှာ 26ကိုကိုသွင်းပြီးဂိုးဖန်တီမှု18ကြိမ်ပြုတ်လုပ်ပေးခဲ့ကောင်းရွှေဖနက်စုနဲ့ဖန်တီရှင်စုနှစ်စုစလုံးကိုရရှိခဲ့ပါတယ်လေဗန်ရုတ်တဲ့ညမင်းသမီးမြတ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါလေးဖြစ်ကြပါစေရှင်